ားလုံး Facebook စာမျက်နှာ TikTok စာမျက်နှာ YouTube စာမျက်နှာတခွင်မှာအုံအုံထနေတဲ့အများကငတ်ကင်နေပင်ကြရေအကြောင်းမော်ဘီလေတပ်ကို suicide drone တွေနဲ့ပစ်ခတ်တယ်ဆိုတဲ့အကြောင်းငတ်ကင်တဲ့အပြင်ပိုင်းလော့ခင်ပါဆိုတဲ့အကြောင်းကိုခက်မြမြန်ခက်သွက်သွက်နဲ့ဆော့ဆော့စီစီအောင်ပွဲခံလိုက်ကြရအောင်အာလေလေးပဲလုံးလေးအဲဒါတူလေးဒါလေးဟုတ်ပြီဗျာအာအလူမီနီယံလေးဒါလေးဟုတ်ပြီဗျာဟုတ်ပြီဗျာရောက်ပြီလောက်မရောက် ဟုတ်ဟုတ်လည်းအကြောင်းဟုတ်ဝင်လားလူလားဒီမှာကိုယ်ဖိုက်နေမှာအခုလိုမျိုးမြေခွင်းကိုဘယ်လိုမျိုးခံသားရလဲကျင်းသားခံပါတစ်ချက်လားအဲကျွန်တော်ကတော့ဗျာဒါတော့ကျွန်တော် personality ပေါက်တာလည်းကျွန်တော်ရမ်းပြောတယ်ကျွန်တော်တို့ကျွန်တော်တို့ဗီဒီယိုနှိမ့်ဆက်နေတာလေနိုင်ငံသက်ပြနေတာကုန်လေနော်ဟုတ်ကဲ့ပါဗျာဒီလားတော့ဟာဒီပေါက်သွားတယ်ကိုလည်းကောင်းဘယ်လိုခံသားရရင်နည်းနည်းလေးပြောပါဦးဗျာကိုလည်းဒီဒီပြောရမယ်ဆိုတော့ဗီဒီယိုရင်းနဲ့နှိမ့်ဆက်တဲ့ကောင်းကိုပြတာတော့ဝမ်းသာပါဗျာဒီမဲ့ဒီမဲ့ဒီပေါ်မှာလေလွတ်ပြန်နေတယ်ကလည်းပြန်နိုင်မေးလားမမြင်လို့ အားလုံးပဲမင်္ဂလာပါ Top News Myanmar Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် channel လေးကို subscribe မနေအပ်သေးဘူးဆိုတော့ subscribe နဲ့ပြီးတော့ကိုထမှန်ပြီးတော့တောင်းဆိုချင်ပါတယ်ဒီကနေ့ဒီငတ်ကင်ဟာဘလို့တိုက်လေရင်မျိုးစားလေဘသူတွေကပြစ်တာလဲဘာတွေနဲ့ပြစ်တာလဲဘယ်နေရာမှာပြစ်ခံရတာလဲဘယ်ကိုပြတ်ကျသွားပြီးဘာတွေဖြစ်ကုန်လဲဒီကြောင်းရတွေကိုတင်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီကနေ့မှာတော့ကန်တော့မှာစကိုင်းတိုင်းပလဲမြို့နယ်ကန်တော့ တိုက်ပွဲဖြစ်တာ9ရက်6ရက်ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။အရှိရတွေမှာလည်းကျွန်တော်အလုံးကိုတင်ပြပြီးတဲ့အတိုင်းကန်တော့မှာ Jet Fighter တွေ180 Wing တွေကတနည်းကိုဘုံလုံးရင်30ထက်မနည်းကျဲချပြီးတော့ Jet Fighter တွေကပေါင်900ပေါင်300ပြီးမပြတ်ကျဲချနေပါတယ်။ကန်တော့ဟာမဟာဗျူဟာကြားတဲ့ဒေတာတစ်ခုဖြစ်တဲ့အတွက်စစ်ကောင်စီကလက်မလွတ်ရရည်အတွက် လေကြောင်းပစ်ကူပြင်းပြင်းထန်ထန်သုံးပြီးခုခံနေတော်냐 PLA ABDF နဲ့တက်တဲ့နဲ့တက်တော့ BNR အစရှိတဲ့တပ်တွေဟာထိုးစစ်ကိုဥဆောင်တဲ့လူကထိုးစစ်ကာဒင်းရှေတန်းဖြတ်တော့အစရှိတယ်ကိုတာဝန်ကြေကြေတိုက်ပွဲဝင်နေကြတာအလုံးသိနေတာပဲဖြစ်ပါလိမ့်မယ်ဒီနေရာမှာဒီကနေ့ပြန်တော့ဘုံလာကျဲတဲ့တိုက်လေဘလို့တိုက်နေရင်အမျိုးအစားလဲဆိုတော့တရုတ်နိုင်ငံတို့ F7 တို့မှ G7 အမျိုးအစား ဖြစ်နိုင်တယ်လို့ကနဦးကျွန်တော်တို့သိရှိရပါတယ်။လေရင်အပြည့်အစီဓာတ်ပုံတွေကိုကြည့်ရင်အစိမ်းရောင်ပျောက်ကြားအစိတ်ပိုင်းတွေပါတယ်။ဘိန်းပုံတန်တွေကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါစစ်ကောက်စီလေထဲမှာ16စီးပဲရှိတဲ့ G7 ခေါ် F7 တိုက်လေရင်နဲ့တွင်ပြင်လက္ခဏာတွေနဲ့တုံ့ညီနေပါတယ်။နောက်တစ်သိဒါထင်ရှားတဲ့လေရင်ကိုတဲ့အစိတ်ပိုင်းတစ်ခုခုဓာတ်ပုံဗီဒီယိုကိုရမလားဆိုပြီးဆက်လက်စောင့်ကြည့်နေစေရှိပါတယ်။တရုတ်နိုင်ငံတို့ G7 လို့ခေါ်ပြီးအခြားနိုင်ငံကိုတင်ပို့ရင်တော့ F7 လို့ ဆိုပါတယ်တချို့သတင်းတွေမှာတော့ပြတ်ကျတဲ့နေရာ FTC 2000ကြီးအချို့နေရာတွေမှာ MNG 29တရင်တွေမျိုးစုံထွက်နေပြီမဲ့တိုက်လေရင်ဖြစ်တယ်ဆိုတာကတော့ Jet Fighter ဖြစ်တယ်ဆိုတာကတော့ငင်းလို့မရနိုင်ခဲ့ပါဒီလိုပြက်ကတ်တိုက်ခိုက်ခဲ့တဲ့နေရာမှာ3စီးလာရောက်ခဲ့တာဖြစ်တယ်လို့ဒီကျွန်တော်တို့အဲဘူရီတမြတ် channel ကလမ်းမီအင်တာဗျူးရတဲ့အတန်ဖိုင်ကလစ်လေးမှာကျွန်တော်ကြားလိုက်ရပါတယ် တုံးသီးကိုတောက်လျှောက်ပြစ်နေတဲ့အဖျောက်ပြစ်တွေကအဲအမျိုးစုံပြစ်ခတ်တိုက်ခိုက်တယ်။ဒါပေမဲ့တခုထူးခြားတာကအညာမှာအညာသားတွေကိုအများနဲ့ short တွက်လေး short တွက်လေးရှိတယ်စစ်ကောင်စီဟာဒီတစ်ခါတော့အနိုင်မိသွားပါတယ်။ဘလို့ short တွက်တာလဲဆိုတော့လင်းနဲ့ဘုံချဲရင်တိုင်းသားအရာကိုနေမြေတွေမှာတော့ခမင်းမြေကပြန်တန်းချဲလေးရှိပါတယ်။ဘာလို့ဆိုတော့တိုင်းသားအရာကိုနေမြေတွေကလက်နက်လက်နက်ဒီလင်းပြစ်လက်နက်ရှိနိုင်တယ်လို့ယူဆတဲ့အတွက် ခက်မြင့်မြင့်ကပြန်သိမ်းပြီးကျဲပြီမယ်အညာမှာဘုံကျဲရင်တော့အညာသားတွေကိုအထင်သေးတလူလူနဲ့အနစ်ပြန်ကျဲလိရှိပါတယ်ပြည့်မျက်ကိုစူးစူးစိုက်ရှာပွေးအနစ်ပြန်ပြီးအညာသားတွေကိုဂယုမဆိုင်တဲ့အချိုးချိုးတာဒီတခါတော့အညာတက်တွေစော်ပလော်တီးတာတိုက်လေရင်ဂျက်ဖိုက်တာကိုပစ်ချလိုက်နိုင်တယ်ဆိုတဲ့တဲ့င်းစကောက်စီတက်ထဲမှာဖယိုဖယဲဖြစ်ပြီးဝုံတိုင်းကျဲနေတယ်ပြုအဲ့တော့တိကျတိုက်ခိုက်မှလို့ ਨੇ ပတ်သက်ပြီး လေရင်ဒီစည်းလုံးရက်စရာမရှိအောင်ပျက်စီးမိတော့သွားတော့ဘူးအတိပေးပါတရက်ဝေးနောက်တစ်ချက်ကလေမှုနှစ်ဦးရဲ့ရုပ်အလောင်းမှာတစ်လုံးတစ်ခုကတော့ဥကောင်းခုံပဲရပြီးဒီလေမှုလောက်ဟိုစောင်းနေပေါ့နော်ဒီလေရင်ဟိုဟဲလ်မတ်ပေါ့နော်ဟဲလ်မတ်မှာနဆလေးပစ္စည်းကတ်ထားရဲပုံတပုံကိုကျွန်တော်တို့အားလုံးတွေ့ပြီးသားဖြစ်မှာပါအဲ့တော့လေမှုနှစ်ယောက်လုံးသိပါတယ်သိပါ ဲ့တော့အညာရဲ့အောင်ပွဲကိုအဘတော်ကအောင်ပွဲခံကြရအောင်လို့ကျွန်တော်ပြောချလိုပါတယ်အညာသားတွေကိုဂုဏ်ပြုပါတယ်ဒါနဲ့တစ်ဆက်ဆက်ထဲမှာဒီ jet fighter နဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်မင်းနိုင်မင်းရွာတွေထွက်ပြေးနေရတယ်ကန်တော့ကိုအသေးဆန်စစ်ဆင်နေတဲ့ကာလမှာ jet fighter တစ်စီးကို PLA နဲ့ပူးပေါင်းတပ်တွေ BNR တရင်တွေကအသေးအံပြစ်ခတ်တိုက်ခိုက်နိုင်လိုက်ကြောင်းတတိုင်းပြည်လုံးအောင်ပွဲခံနေချိန်မှာရင်းပါရင်းမှမင်းပတ်ကပတိုက်ကတော့ အိဆာမစ်တရီယာပွားနေတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီကန်တော့တိုက်ပွဲပလဲမှာရင်းမာပင်ကအမ်မူဒီအောက်ကတက်ရင်းမပါတလောက်မတိလိုက်မတိပါတာနေလုံးတော့တွေ့ရပါတယ်ပကဖတ်ဆိုဝေလာဝေးပါဒါကိုဒီကနေ့ပြချတာ ਨੇ ပတ်သက်ပြီးတဲ့နှစ်ဦးပြောရင်ဇော်ထက်ဆိုတဲ့သူကပတာယူပြီးရင်းမာပင်ပကဖတ်ပလဲမှာအလောင်း ဇော်တက်အိမ်မှာတွေ့တာကိုအရေးမယူနိုင်တဲ့ MOD ကခတ်အပ်ထားတဲ့ပကဖဇော်တက်ကမြန်မာနောက်မှာအင်တာဗျူးဖြေပါလေ။နံပါတ်2တိကျတာမဟုတ်ဘူးပြတ်ကျတာပါဆိုပြီးဒီလူကရှင်ဘက်ဖြစ်နေတဲ့ဒါမဆိုင်တတ်တော်ဆိုတဲ့ဘုံစွမ်းစာလင်ကြီးမှာချီမီနဲ့ထဲဆက်ယုံနဲ့ပတ်သက်ပြီးပြည်သူတွေကိုပြစ်ခတ်တိုက်ခိုက်တပ်ဖြတ်မှုတွေလက်နက်ကရန်ကားမှုတွေနဲ့ပတ်သက်ပြီးအမေရိကန်ကိုတိုင်ကြအောင်မြောင်များစွာရောက်နေတဲ့ဒါမဆိုင်တပ်ကတရင်မှုပူဆွမ်း တိုက်ပွဲတိုက်တုံးကမတိလိုက်မတိပါတာနဲ့ပြည်သူတွေးတဲ့ထမင်းကိုစားပြီးတော်လန်ရေးကိုဖာတိပါတာနေတဲ့လူတိုက်လေရင်ပြက်ကြတော့အပြေးလောကဓာတ်ပုံတွားရိုက်လိုက်တွေလှင့်နေတာကိုတွေ့ရပါတယ်။ဖက်စစ်တပ်နဲ့လေးနာအတူတူဒုရတူပြက်ကြတာမျိုးဆိုပြီးထုတ်ပြောလာတာကိုလည်းတွေ့ရပါတယ်။ကျွန်တော်တို့တော်လန်ရေးမှာလောက်တွေ့နေပါ။အဲ့ဒါပကပ္ပ။အတွင်းမှာလိုက်စားနေတဲ့ virus ဟာပကပ္ပဆိုတာတဖြည်းဖြည်းရုပ်လုံးပေါ်လာပါ။ဒါကတစ်ဖြက်။ဒီကောင်ကြီးအကြောင်းပြောရင်နေကုန်ရဲ့ဆက်ပြောလိုက်ကြရအောင်။ ဲ့တော့ဓာတ်ဖိုက်တာပြတ်ချမှုနဲ့ပတ်သက်ပြီးအဲဒါလင်းလင်းချင်းပြန်သန်းမောင်းနေစဉ်ပြတ်ချသွားပါလေဆိုဆိုပြီးဖြာစကားချင်းသားရေယူနဲ့စစ်တပ်ရဲ့သတင်းထုတ်ပြန်ချက်ကိုလည်းတွေ့ရပါတယ်။ဟုတ်ပါတော့ကန်တောင်းနဲ့ပလဲမှာသွားပြီးလင်းချင်းပြန်သန်းလာလား။ဆိုတော့အဲ့တော့ကလင်ကချစ်တဲ့တိုက်ထုတ်သည်မသတင်းကိုလည်းဘယ်သူမှမယုံနေသလို့ ပကပတ်တိုက်ပြောသမျှကိုလည်းနိုင်ငံတော်လိုင်းအင်အားစုတွေကစစ်တပ်နဲ့တလီတန်နဲ့ဆိုရဲတောက်ဆုံချက်တွေကျွန်တော်ဒီနေ့တွေ့နေရပါတယ်။နောက်တစ်ထပ်ပြီးအောင်ပွဲခံကြရအောင် suicide drone ဆိုတဲ့ FPV drone တွေစတဲ့အသုံးပြုပါ။ယူကရိန်းလိုပဲအစီးအမြောက်များစွာအသုံးပြုနိုင်ဖို့ဂျိုးစားနေစေဖြစ်ပေမဲ့ဒီကနေ့ suicide drone FPV drone နဲ့မော်ဂျီလက်ထာနာချုပ်ကိုပြခတ်တိုက်ခိုက်နိုင်ခဲ့ပါလေ။ နော်ဘိုးကြီးမိုးဝေကျော်ပါဝင်နှစ်ယောက်မသာပေါ်သွားတယ်လို့လည်းသိရတယ်တတဖြုတ်ကူမော်ဝီလေစကဌာနချုပ်ဂျမာလီကိုကျော်နိုင်တဲ့ဆူဆိုက်ဒရုန်းတွေစတင်အသုံးပြုပါပြီမော်ဝီလေရဲ့ကင်းစကန်တဲ့ကိုထိမှန်ပေါက်ကွဲကပြီးရေချောင်းရေပတ်တတဖြုတ်ကူဘုံမိုးဝေကျော်ပြေးပါတတဖြုတ်ကူခွန်ငါခွန်တခိုင်ရှည်တဲ့စစ်မြေပြင်ကနေတောင်းရွှေ့ခံရရတယ်သူ မိုးကြော်ဝီကတော့မသိရဘာတရင်းလဲဘာကောင်းမှမသိရဒါပေမဲ့တိတ်သွားတာတော့ဂျိမ်းသိပါလေစစ်တပ်မိသားစုဝင်6ဦးလဲဒီမြင့်ချန်ချန်တန်ရာရရှိပြီးအတူအပြတ်တွေဖြစ်ကုန်တယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့တော့ဂျေဘိုခိုင်အမတ်59တရင်ကေဗင်လင်မတ်ထရီ SRDF ပြောပြပျောက်ကြားတက်တော့ ပူပေါင်းဆောင်ရွက်ခဲ့တယ်။မော်ဘီလီဒါစကန်ဌာနချုပ်တိုက်ပွဲ FVB ဒုံးရဲ့စတင်အသုံးပြုပြီးဖြစ်ကြောင်းကြေညာမောက်ခတ်ရင်တိုက်ပွဲစစ်မျက်နှာစဖွင့်လိုက်ပါဒီနေ့ကတော့တသိမ်းများလောက်ထားလောက်အညာမှာပထမဦးဆုံးသောတိုက်နေရင်တစည်းပစ်ချနိုင်ခဲ့တဲ့အညာသားတွေဂုံစာတဲ့နေ့အညာရဲ့အောင်ဝေးအောင်မြင်မှုကလကာသိဖွင့်လိုက်နိုင်ပြီဖြစ်တဲ့တမိုင်းတစ်ခင့်မှာတော့ ငါတို့အညာသားတွေဟာတရောင်ထိုးတွေတူမီတွေကစစ်တဲ့ဂျက်ဖိုက်တာကိုတော့ပစ်ချခဲ့နိုင်နေဆိုတော့ဂုံယူဝင်ကြွခေါမို့ရှင်ကိုပြောမယ်အညာသားတွေရဲ့စကားကြားရောက်မိပါသေးတယ်ဂုံယူရတယ်ကိုရှင်ညာသားတို့တော်လိုင်းသူရဲ့ကောင်းကြီးတို့အညာသားတို့ရဲ့မြမကြီးရဲ့တော်လိုင်းဘဟုချက်စကိုင်းမျိုးကိုစစ်တက်ခါမချခင်မှာ လက်လို့ရနိုင်ခြင်းရှိနေပါတယ်။ဘာကြောင့်လဲမပြောပြ။ဒါပေမဲ့စွန့်စံတဲ့ချက်ချင်းရောက်တယ်လို့တော်လန်ရေးရေးအတွင်းမှာပိုးထိုးလောက်ကိုက်ပြီးရှိနေလို့တချို့ကိစ္စတွေမှာအနေနဲ့ထိခိုက်နစ်နာမှုတွေရှိပြီးတော်လန်ရေးကရှေ့မရောက်ပဲဖြစ်နေတာလို့ကျွန်တော်တဲ့တဲ့သုံးသပ်လိုက်ပါတယ်။မော်ဘီအညာ PLA တက်နေပူအောင်တက်နေအောင်ပွဲဒီနေရာကနေတိုင်းပြည်လုံးကပြည်သူလူထုနဲ့အတူလူမြတ်ကျော်ကဂုံယူကြောင်း PLA ABDF BNR တွေကျသိနေတတ်မလို့ကျွန်တော်မသိသေးအခြားပူပေါင်းတက်တွေပါခဲ့ရင်လေလေးစားစွာကွန်ပျူတာတော့ကြားလိုက်ပါနောက်ထပ်သတင်းကောင်းတစ်ခုကမနေ့ကကျွန်တော်တို့ပြောကြဆိုကြနေမှာမြို့သားလွမြောက်ရေးလားပြည်သူလွမြောက်ရေးလားဆိုတဲ့မေးခွန်းထုတ်မှုနဲ့အတူတရားနယ်လေးဘာလဲဆိုတဲ့မေးခွန်းကိုဒီနေ့ပြန်ဖြေပါတယ်ဒီသတင်းကလည်းကောင်းမွန်တဲ့သတင်းတစ်ခုလို့အကြမ်းကြီးယူဆလို့ရပါတယ်နောက်ချိုးကိုပြန်ပေးမှာမဟုတ်ဘူးလို့တရားနယ်လေးကညှင်းဆိုပါတယ်ဝမ်းသာပါတယ်ချိန်နဲ့ပါတယ်ဂုံယူပါတယ် ဘာမှ VJ ကတက်လာတဲ့သတင်းတပုတ်ရနောက်ချိုးပြန်ပေးမလားလို့မေးတာနဲ့ပတ်သက်ပြီးတင်းတယ်ရမမှန်ကန်ပါဘူးဒီချိန်ထိပြန်ပေးဖို့သဘောထားလုံးဝမရှိပါဘူးလို့ဆိုသလို PDF တက်တွေကိုနောက်ဆုတ်ခိုင်းတာလို့ပြောင်းရွှေ့ခိုင်းတာလို့မရှိသေးဘူးလို့လည်းတယ်ဝင်ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်လက်ရှိချိန်မှာတော့ MNDA ကလာရှိုးပြန်ပေးပြီးတဲ့နောက်ပိုင်းမှာဒီဘောနောက်ချိုးကြောင်မဲမိုးကုတ်တွေကိုပြန်ပေးဖို့တောင်းဆိုမှုတွေရှိနေတယ်လို့ သိရပြီးစစ်ကောင်စီရဲ့တောက်ဆူချက်တွေကို DND ကမလိုက်ရောတဲ့အတွက်ဆွေးနွေးပွဲကအဆင်မပြေဘူးလို့ကျွန်တော်တို့သိရပါတယ်။အဲတော့နှစ်ပတ်ပြင်ထန်တဲ့တိုက်ပွဲတွေဒီကနေ့နောက်ချိုကန်ကြီးရွာမှာရှိနေပြီးတော့မန္တလေးလာရှိုးမူဆယ်လမ်းမကြီးပြန်လဲပြောင်းစုလမ်းမကြီးပြန်လဲဖွင့်လှစ်နိုင်ပြီး PR ပေးမှုအောက်မှာ DND လေးနဲ့ပူးပေါင်းတဲ့ရုံးကန်နေရတာကိုလည်းကိုချင်းစာနားလာနားလည်တော်လေနားလည်တော်လေပြည်လူတွေရဲ့စိုးရင်ချက်ဟာအသက်တွေချွေးတွေတွေးနေတိုက်ထားတဲ့မြေကိုတလက်မှမှ စစ်ကောင်စီကိုမပြန်မပေးချင်ဘူးဆိုတော့တော့ဘူပေါင်းတက်ပြီတိုင်းသားညီကိုတွေကိုလေးလေးနက်နက်အတိပေးပြစီကြောက်ကြလားချိန်နဲ့လားအညာသားတွေမစိုးကွင်းတိုင်းပြီးတပ်ပေါ်ပနတ်နဲ့စစ်တိုင်းပြီးချက်နေရင်ကိုတော့ပြစ်ချနေပြီးပြောလို့အောင်ပွဲခံအကျွေးရင်အင်ညာတော့ဒီတော့အလုံးကျေးဇူး